မင်္ဂလာပါကျွန်တော်တို့ microtik ကိုကွန်ပျူတာနဲ့ voucher ထုတ်ဖို့ရတဲ့ bigmon server ဆိုတဲ့ third party software လေးတစ်ခုသုံးမယ်เนาะ bigmon ဖွင့်လိုက်ပြီဒီအစိမ်းရောက်ဝိုင်းလေးမိတ်တို့မိတ်တို့ဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ရပြီ open bigmon လို့ပေးလိုက်မယ် browser မှာကျွန်တော်တို့ဒီ bigmon ရဲ့ interface တက်လာမယ်ဒါတွေကကျွန်တော်တို့အကုန်ချိတ်ဆက်ထားပြီးပြီးသားပေါ့เนาะဟုတ်ပြီ open လို့ပေးလိုက်မယ် ဒီနေရာမှာကျွန်တော်တို့ make more အသုံးပြုဖို့ရတဲ့ user တွေအနေနဲ့အလွယ်ကူဆုံးအသုံးပြုရမယ့်အပိုင်း၃ပိုင်းပဲရှိရဲ။နံပါတ်၁က profile လေးတွေတိစောက်ထားမယ်ပေါ့နော်။နံပါတ်၂ကတော့ဒီကိုထုတ်ချင်တဲ့ voucher code လေးတွေအတွက် voucher လေးတွေတိစောက်မယ်။နံပါတ်3ကတော့အဲ့ဒီ voucher လေးတွေ print ထုတ်မယ်ကြည်မယ်ပြီးလို့ရှိရင်ကုန်သွားပြီးတဲ့ voucher တွေကိုဖြတ်မယ်ပေါ့နော်ဒီအပိုင်း3ပိုင်းပါမယ်ဟုတ်ပြီနံပါတ်1 profile တိစောက်တဲ့ပိုင်းဘာလို့ profile တိစောက်ရတာလဲ profile က ကိုကဥမာတနားကြီးဆိုတနားကြီးနှစ်နားကြီးဆိုနှစ်နားကြီးသုံးနားကြီးဆိုသုံးနားကြီးတိဆောက်ထားမှာပဲအဲ့ဒီမှာ voucher တွေ generate လုပ်တဲ့ခါကျရင်အဲ့ဒီတိဆောက်ထားတဲ့ဒီတနားနှစ်နားကြီးသုံးနားကြီးတရက်တစ်ပတ်စသဖြင့်အဲ့ဒါလေးတွေကိုအလွယ်တကူယူသုံးလို့ရမှာပေါ့နော်ဒါသည်ကျွန်တော်တို့ profile profile နေတိဆောက်ထားပြီဆိုလို့ရှိရင်ကျွန်တော်တို့ voucher တွေ generate လုပ်တဲ့ခါကျလို့ရှိရင်အဲဆိုတော့ voucher 10ခု generate လုပ်မယ်ပေါ့ เนาะဘယ်ဟာအောင်သုံးကျင်တာလဲတနာယီ profile အောင်သုံးကျင်တာပြီးသွားပြီပေါ့เนาะဒီလိုညွှန်းပေးလိုက်ရုံပဲအဲ့အတွက်ကျွန်တော်အရင်ဆုံး profile နေတခုတည်ဆောက်မယ် profile တည်ဆောက်ဖို့ရအတွက်ဒီ memo နဲ့ဝင်သွားပြီဆိုလို့ရှိရင် hotspot ထဲက user profile ကိုသွားမယ် hotspot ကိုသွားမယ်ပြီးလို့ရှိရင် user profile ကိုသွားမယ်အစ်စ်တည်ဆောက်မှာဖြစ်တဲ့အတွက်ကျွန်တော် add profile လုပ်ပေးမယ်ဟုတ်ပြီကျွန်တော်တို့ဒီနေရာမှာ၈နာရီစာ profile နေတခုတည်ဆောက်ကြည့်မယ်၈နာရီဆို name name နေရာမှာကျွန်တော်တို့8 hours ပေါ့เนาะ8 h o u r ဲ့ဟာပါဆလုပ်ပေးလိုက်မယ်ဒါသည်ကျွန်တော်တို့ကြိုက်တာပေးလို့ရတယ် address pool address pool ဒီကျွန်တော်တို့ဟိုဘက် microdit ထဲမှာ configure လုပ်ထားရတဲ့ pool ပေါ့နော်ဒီမှာအကုန်လပြပေးနေလိမ့်မယ်ကျွန်တော်တို့ hotspot pool ကိုယူလိုက်မယ် share user 1ဒီ၈နာရီဆိုတဲ့ voucher code ကိုကျွန်တော်တို့တယောက်ပဲဒီ code တစ်ခုကို ဖုန်းတစ်လုံး computer တစ်လုံး device တစ်ခုပဲသုံးလို့ရမယ်ဆိုလိုချင်တာဖြစ်တယ် rate limit rate limit မှာ example ဒီလိုဒီလိုပေးထားတယ်တကယ်လို့ unlimited ပဲထားခြင်းလဲဆိုလို့ရှိရင်သူမှာဘာမှထည့်စရာမလိုဘူးထားပါတော့ဒီဖုန်းတစ်လုံးကိုကျွန်တော်တို့က5 meg ပေးတော့မယ်5 meg ပေးတော့မယ်ဆိုလို့ရှိရင် upload 5 meg download 5 meg ဆိုပါတော့အဲဆိုရင် 5m မြင်းဆောင် 5m အမအကြီးဖြစ်ရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ upload ဒီ5 meg download ဒီ5 meg လို့ပြောခြင်းလားအဲ့ထက်သူကမကြော်ဘူးပေါ့နော် expire mode expire mode ဆိုတာကကျွန်တော်တို့ဒီကောင်ကြီး expire ဖြစ်သွားပြီးရင်ဘာဖြစ်မလဲပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ဖယ်လိုက်မယ်ပေါ့ကျွန်တော်တို့ဒီ list ရနေဖယ်လိုက်မယ်ပေါ့ validity validity သည်သူကဘာလဲဆိုလို့ရှိရင်ဒီ၈နာရီဆိုတော့ voucher code သည်ဘလောက်တုံးလို့ရမလဲလို့သူပြောနေတာပေါ့เนาะအဲဒီတော့၈နာရီပဲအသုံးပြုခွင့်ပေးမှဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေရာမှာ 8h လို့ရေးလိုက်မယ်ဒါကိုသူဘလို့ညွှန်းထားပြီးလဲဆိုဒီမှာညွှန်းထားပေးတယ်သူဘလို့ရေးရမလဲဆိုတာတွေပေါ့เนาะဟုတ်ပြီဒါ 8h price ကိုကစင်းမှတ်ထားခြင်းလေဆိုလို့ရှိရင်တော့ price နေရာမှာတကူခုပေါ့နော်ဥမာ၈နာရီကိုကျွန်တော်တို့ဘယ်လောက်နဲ့လဲပေါ့9000လာပေါ့စသဖြင့်ပေါ့နော်ဒါတွေကတော့ကျွန်တော်မထည့်တော့ဘူးရှုပ်တယ် selling price မထည့်တော့ log user day စီပဲ log user ဆိုတာကဒီဒီ code တခုကို disable ဆိုလို့ရှိရင် log out လုပ်လိုက်ပြီးတော့မှနောက်ဖုန်းတစ်လုံးမှာသွားထည့်လို့ရတယ် တကယ်လို့လောက်ကြီးဆောင် annual ပေးထားမယ်ဆိုလို့ရှိရင်တော့ဒီ code တစ်ခုဒီ DMAC ကိုပဲမကုန်မချင်းမှထားမှဖြစ်တဲ့အတွက်တခြားဖုန်းတို့လိုမှတော့ထည့်လို့မရဘူးဒါဟုတ်ဆိုလို့လား parent key parent key ရောမပေးတော့ဘူးရပြီ save လို့ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့၈နာရီဆိုတဲ့ voucher တစ်ခုတည်ဆောက်ပြီးပါပြီ close ဆောက်သွားတော့ချက်ပဲမရောက်သွားလဲဒီမှာ8 hours ဆိုတဲ့နေရာမှာလေးရောက်သွားပြီဒါသည် profile တည်ဆောက်တဲ့အပိုင်းဖြစ်တယ်နောက်တစ်ပိုင်းကကျွန်တော်တို့ အဲ့ဒီ profile လေးတွေဒီမှာကျွန်တော်ဥပမာ voucher profile သုံးခုတိစောက်ထားပေးတယ်ဒီ profile လေးတွေယူပြီးမှ voucher လေးတွေ generate လုပ်မယ် voucher generate လုပ်ဖို့ရတဲ့ခုနပြောခြင်းနဲ့ခုနသွားတဲ့ hotspot မဟုတ်တော့ဘဲနဲ့အောက်က voucher ဆိုရဲတဲ့ကိုသွားမယ် voucher တွေကိုသွားပြီးလို့ရှိရင်ကိုခုနဒီမှာ profile လေးစောက်ထားပြီးယူသုံးရုံပဲပေါ့နော် အခု၈နာရီဆိုတော့ voucher code 40လောက်ထုတ်ခြင်းနေပေါ့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာ0 item ဘာမှမစောက်ရသေးဘူး0 item ဘာမှမစောက်ရသေးဘူး 0ရိုက်တာဘာမှမစောက်သေးဘူးဟုတ်ပြီအဲ့တော့ generate လို့တပ်ပေးမယ်ဒီစောက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က generate ပေါ့နော် generate ဟုတ်ပြီ quantity ဘလောက်ဒီစောက်မလဲ40ဘာလို့40လို့ဒီစောက်ရလဲဆိုရင်ကျွန်တော်တို့ print ထုတ်တဲ့အခါ small နဲ့ထုတ်မယ်ဆိုလို့ရှိရင် A4 တရွက်မှာသူက div voucher ကုန်လေးတွေ40ရမယ်အဲ့တော့40တစ်ဖြတ်40တစ်ဖြတ်40ဆက်တီစောက်ချင်အားဖြင့်ကျွန်တော်တို့ဖြတ်လို့လဲလွယ်တယ်ဘယ် voucher ကုန်သွားလဲဆိုတာကိုကသိတာတယ်ထုတ်လို့လဲလွယ်တယ်ပေါ့နော်ဒါကတော့ ကျွန်တော်ရဲ့ user ပေါ့နော်ဟုတ်ပြီ server server က all မဟုတ်ဘဲနဲ့ hotspot 1ဒါကိုတတ်မှတ်ထားပြီးသား hotspot 1လို့ပြင်မယ် user မဟုတ် user name and password ဘော်ကြောင်အော်ကြောင်ထည့်ရမယ်ရှုပ်တယ် user name ညချင်း password ပဲပေးလိုက်မယ် nameland 8ရှစ်လုံးငါးလုံးတော့ပဲထားပြီးမယ် prefix prefix ဆိုတာကဒီအရှိမှာပေါ့နော်ကျွန်တော်တို့ဥပမာဆိုတော့ငါးလုံး random abcd 1 2 3လေးဆိုရင်ဆိုတော့ငါးလုံးကို abcd 1 2 3ဆိုရင်မှသူပြလာတဲ့အရှိမှာ ထားပါတော့ကျွန်တော်တို့စိုင်းနာမည်တစ်ခုပေါ့မှာ grade ပါညာဆိုမှထည့်ခြင်းထည့်ဖို့ရအတွက်ပေါ့နော်ဒါပေမဲ့ရှုပ်တယ်ဘာမှထည့်မနေနဲ့ဒီကောင်ခြံထားခဲ့လိုက် character ဘလိုတွေကိုထည့်ခြင်းထားလဲပေါ့နော် voucher code တွေအများကြီးထုတ်မှမျိုးဆိုလို့ရှိရင်တော့ random abcd နဲ့ရွေးတင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကထုတ်လိုက်ဖြတ်လိုက်ထုတ်လိုက်ဖြတ်လိုက်ဆိုရင်တော့1 2 3 4နဲ့ရွေးလိုက်ရင်ထည့်ရတဲ့လူကလွယ်တယ်ပေါ့နော် profile ဘယ် profile ယူသုံးပါလဲခုနကျွန်တော်တို့တိစောက်ခဲ့တဲ့ profile နေဒီမှာလက်ဖို့ပြပေးနေလိမ့်မယ်ဟုတ်ပြီခုနတိစောက်ထားတဲ့အိဟာပေါ်ကိုရွေးလိုက်မယ် time limit time limit ဆိုတာကဒီ၈နာရီပဲသူကပြန်ညွှန်းချင်တာပေါ့เนาะပြန်ညွှန်းချင်တာဆိုတော့ဒီ၈နာရီကိုကျွန်တော်တို့၈နာရီ၃ခိုင်းစေချင်တာဖြစ်တော့တယ် 8h ပေါ့ h လို့ရေးလိုက်မယ်ပေါ့တကယ်လို့မှဒီ၈နာရီကိုကျွန်တော်တို့ကထားပါတော့၂ရက်လောက်၃ခိုင်းချင်တယ်ဆိုလို့ရှိရင်ဒီမှာ 2t လို့ရေးလိုက်မယ်ပေါ့ဒါဆိုလို့ရှိရင်သူကဖြတ်လိုက်အဲထွက်သွားလိုက်ပြန်ဝင်လာလိုက်ထွက်သွားလိုက်ပြန်ဝင်လာလိုက်နဲ့ သူ့ကိုဒီ၈နာရီမပြည့်မချင်းနေရက်အတွင်းမှာသုံးလို့ရမယ်လို့သူဆိုလို့ခြင်းတာပေါ့နော်ဒါတွေကတော့ user တွေကိုယ်တိုင်စမ်းကြည့်ပါလောလောဆယ်ကျွန်တော် 8h လို့ပဲတက်မှတ်လိုက်မယ်၈နာရီကို၈နာရီတိပဲသုံးလို့ရမယ်ပေါ့နော် data limit ကြတော့ဘာပြောချင်တာလဲဆိုလို့ရှိရင်ခုနလိုမျိုးဒီ time နေနဲ့သူ့ကိုမကန့်သတ်တော့ဘူးထားပါတော့သူ့ကို unlimited ပေးလိုက်မယ် data limit ကို5ကီလောက်တက်မှတ်ပေးလိုက်မယ်ပေါ့ 5GB တုံးလို့ရမယ်၈နာရီမှာစသည်ဖြင့်ပေါ့နော်အဲ့လိုတတ်မှတ်ခြင်းတဲ့နေရာမှာ data နဲ့ပေးခြင်းတဲ့နေရာမှာသုံးဖို့ရတယ်ပေါ့နော်လောလောဆယ်ဒီအကြောင်းမရှင်းတော့ဘူးရှုပ်သွားမှဆိုလို့လောလောဆယ်ဒီထိပဲရထားလိုက်မယ်၈နာရီကုန်40ထုတ်မယ်လို့ဆိုလို့ကျွန်တော်ဟုတ်တယ် comment မရေးနေတော့ပုံချမှာရှုပ်တယ်ဟုတ်ပြီ generate လုပ်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ voucher code အခု40ဒီဆောက်ပြီးသွားပြီဖြစ်တယ်အဲဒါဒီကျွန်တော်တို့ voucher code တွေကို create လုပ်တာပေါ့နော် create လုပ်တယ် profile create လုပ်တယ် voucher တွေ generate လုပ်တယ်ပြီးရင်ဒါကြည့်တယ်ပေါ့ဟုတ်ပြီဒါတွေကသုံးပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာ time နေ megabyte တွေပေါ်နေလိမ့်မယ်ပေါ့နော်အဲ့ဒီချိန်ကျလို့ရှိရင်ပြီးပြီးသားဟာတွေကိုဖြတ်ချင်တယ်တခုချင်းဖြတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာနှိပ်လိုက်ပြီးတော့မှ okay ပြီးလိုက်ရင်ဒါဒီတခုချင်းပြတ်သွားမယ်ပေါ့နော်သုံးပြီးသားဟာတွေဟုတ်ပြီသုံးတဲ့ဟာတွေကအရင်များတယ်ပေါ့နော်ဒီ၈နာရီအကုန်လုံးကြီးဒီခုဒီမှာပြနေတဲ့38ခုလုံးကြီးကျွန်တော်တို့ကသုံးပြီးသားဖြစ်သွားပြီပေါ့ အဲ့ဒါကိုဖြတ်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့မှာ delete by comment ဆိုတဲ့ဟာကိုနှိပ်လိုက်ပြီးတော့မှ okay ပြလိုက်တာနဲ့ဒီ၈နာရီ38ခုလုံးကြီးပြတ်သွားလိမ့်မယ်အခုဒီပေါ်နေတဲ့၈နာရီပြီးကျွန်တော်ဒီမှာအရှိရတိစောက်ထားတဲ့40ပေါ့နော်ဒါက delete လုပ်လိုက်တာ print ထုတ်မယ် print ထုတ်မယ်ဆိုလို့ရှိရင် default ဆိုလို့ရှင်တော့အကြီးကြီးထွက်လာမှာပေါ့နော် QR ဆို QR ကိုနဲ့ထွက်လာမှာစာရွက်တက်တာခြင်းနဲ့ဆိုလို့ရှင်တော့ small ဆိုမှပေးလိုက်ပြီးရင် okay လို့ပေးလိုက်ပေါ့ဒါဆိုလို့ရှိရင် ုကဘာပြောချင်တာလဲဆိုလို့ရှိရင်ဒီ print ထုတ်ချင်တဲ့အကြောင်းအရာကိုရွေးပါလို့ပြောချင်တာပေါ့နော်ဒီလိုလေးရွေးထားပေးရမယ်ပြီးသွားပြီဆိုလို့ရှိရင် small လို့ပေးလိုက်ဒါဆိုလို့ရှိရင်ဘယ် printer နဲ့ထုတ်ပါလဲဆိုရင်မှဒီပုံစံလေးတွေအခု40 A4 မှာထွက်လာလိမ့်မယ်ဒါဆိုလို့ရှိရင်အဆင်ပြေပြေလေးသုံးလို့ရပြီကျေးဇူးတင်ပါတယ်